ဒီရတာဒါတော်တာသူဆိုင်ပေါ့ဒီတက်တော့တမပါတဲ့ဟာခဏတာပါဗောနော်အမှန်တော့ချိန်ချောက်တာဗောနော်နားလည်မှုမလွဲပါနဲ့နော်ပုံမစစ်တောင်တန်တမတူဒါပေမဲ့နည်းနည်းချောက်လိုက်ကြအောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်ဘာရောမလဲမတောင်ဒီမှာတော့သိတယ်စင်ရမ်းသိတယ်တိုင်းပေါ်မှာချက်ပါပြီးပြီးတော့ဥစ္စာတက်တော့ဒီနေ့ရဲ့ရဲ့ဥစ္စာခုံမိတဲ့ကျမတို့ရိုက်တာလည်းနာနာကြည့်ကြည့်ရှိပလိမင်းကလေးကြီးရိုက်တယ်ရက်ွက်ထက်မှရန်ဖြစ်အောင်ဒီချက်မကဖြစ်ကြတယ် တို့ထွက်တိုင်းရောက်ကြတာဒီနောက်ဒါမခိုးအောင်ချင်းချောင်းဘေးရနေလို့ချက်ပြမှာပေါ့ live မှာတက်လို့မတ်မှာကျွန်တော်မေးချင်တာကဒီမှာအခုဘောเนาะအရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ဟိုဘယ်လိုဖြစ်လဲဆိုတော့ live မှာပြောနေတာတနေ့2000နဲ့လာလာပေါ်တယ်ဆိုတော့ဟုတ်လားเนาะအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လှိုင်းတာယာမှာဖြစ်ပွားခဲ့တဲ့တကူမနဲ့ကလေးငယ်တို့ကိုဆိုင်ရှင်မျိုးသမီးကညှင်းပတ်နှိပ်စက်သည့်ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးကာယကံရှင်တို့ရဲ့သဘောထားကိုပြောပြလာသည်မှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဒါကိုကိုကအမြင်အောင်ဆိုသူကဆိုင်လို့ဘာမှမဆိုင်ဘူးပြလိုက်ရသေးတယ်ဆိုတော့ဟိုခေါင်းတစ်ဖက်နဲ့ဆိုတော့ဒီမှာပြောပြမယ်အဲ့ဥစ္စာတိုင်တဲ့လူကထဲထားပြီးကြိုက်အခုကျမတို့လည်းရှင်းတယ်တကယ်လို့ဥစ္စာဖြစ်ရင်ကျမတို့ကလည်းသိရပြမှုနဲ့ကြိုက်ဆိုင်ဘာဖြစ်လို့လဲဆိုကျမတို့ကအဲ့လိုလိုက်ကြည့်လို့ခလေးပါ ကလေးကိုအလတ်ပြီးတော့အဲ့အဲ့အဲ့ဒါကြောင့်ကျွန်တော်ကလေကျွန်တော်တို့ကျွန်တော်တို့ဖြစ်နေတာဟိုခွလို့ရရင်ဟိုအမတို့တိုင်လာပို့ဘူးခွလို့ရရင်ဒီရောခွလို့ပြီးပါခွလို့တယ်ကျွန်တော်တို့ကစက်ကလေးကသူကရောရမယ်ဆိုရင်တော့မကျွန်တော်ပြလိုက်တဲ့အဲ့ဒီမိကအခွဲရပါတော့ကိုစက်ရောပြီးပါမယ်ဒါဆိုဖေးလေးရှိတော့မေးခေါင်းထက်တော့အမတော့သူ့ပြစ်သူခံတာကိုစက်ကလေးကသူ့ပြစ်သူခံတာဟုတ်ကဲ့ဒါပေမဲ့ဖေးလေးရှိလို့ဘွားလဲအဲ့ဒီစက်လည်းပြောပြရမယ်ဒါကျွန်တော်တို့ကလူကြီးကိုကြည့်တယ်ဟုတ်သူကခိုးတာတခါလဲလဲမဟုတ် သုံးကလာခေါ်တယ်အဲ့မှာလည်းအဲ့လိုပြရလို့ပြောတယ်အဲ့လိုသုံးလေးကလာခိုးတဲ့အတွက်ကျမတို့ကအမှားတော့၆လိုက်ပါဘူးကိုနောက်လာမခိုးရဘူး ကျွန်တော်ကဒီစီးရီးလုပ်မယ်ဆိုသူများအတက်ကိုနောက်ဆုံးကုန်ရပုံမစစ်တောင်တောင်တင်မတူရဒါပေမဲ့နည်းနည်းခြောက်လိုက်မလုပ်ဘူးသူတို့လည်းဟောဘာဖြစ်တယ်ညာဖြစ်တယ်သူခြောက်သူ့ကိုကြောက်အောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်လို့ပြောလိုက်တာဘာရောမလဲမတောင်းဒီမှာတော့သိတယ်စီးရီးမှန်းသိတယ်ဟုတ်ကဲ့ဆက်စံလဲရောမတောင်းကဲဒါပေမဲ့နည်းနည်းမနေရတော့မှကြာတော့တိုင်းပေါ်မှာချက်ပါပြီးပြီးတော့ဥစ္စာတွေတော့နည်းရဲ့ရဲကဥစ္စာခုံမိတဲ့အခါ ခေါ်ပြီးတော့ရဲမှာပေါ်တယ်ဗျာချဲ့ချဲ့ကားပြင်လိုက်တာဟုတ်ကဲ့အဲ့တော့တိုင်တဲ့လူလေကျမတို့ပြောအခုကျမတို့တင်ထားတဲ့ဟိုကိုရုံးကလည်းတင်တာဒါပြင်နေကျမတို့ကျမတို့ရိုက်တာလည်းနာနာကြည့်ကြည့်ရှိမင်းကလေးမင်းကလေးကြီးရိုက်တာရှင်းရှင်းပြောမယ်ဆိုရက်ွက်ထက်မှာရန်ဖြစ်အောင်ဒီချက်မကဖြစ်ကြတယ်တို့ထွက်တိုင်းရောဖြစ်ကြတာဒါပေမဲ့အဲ့လောက်ကြီးကြီးလေကျမတို့ကလေးပါတဲ့အတွက်လည်းမရိုက်ဒါပေမဲ့ဒီမင်းကတစ်ခါလဲမဟုတ်ခောက်ထုတ်ခောက်ပြန်လာဖူးလို့ဟုတ်ကဲ့ ဘူးပေါ့မယ်ဆိုဒီနောက်ဒါမခိုးအောင်ချိန်ချလို့အယောလည်းမတောင်းဒီတိုင်းရဲစကားလည်းမပူဘာလို့ဆိုရဲစကားပူလဲဒီခလေးလေးနဲ့လုံလုံလုံမှာလေဘူးခုပြမှာဆိုတော့ကျွန်တော်တို့ပရိသတ်ဆက်ကကြည့်ရမှာကျွန်တော်ဗျာ तू ကတော့သူ့ပြည့်သူခံရတာသူ့ကကလေးငယ်လို့ကျောင်းတငယ်ချင်းရဲ့အဲ့မိရှင်တန်ချင်းပေါ့နော်ဆရာဝန်းအောင်တို့ကနေပြီးတော့ဟိုဘယ်လိုဖြစ်နိုင်မလဲဆိုရင် ခွင့်လို့ပြီးပေါ့သူတို့ရဲ့ကိုယ်တိုင်ကဘယ်လိုလဲသူကကျွန်တော်ဖြစ်နေကြတာကြာကျွန်တော်ကပြည်သူမောပါကြီးမဟုတ်ပြတော့လဲဟိုကြော်ရမယ်ဆိုရင်ပုံကျင်ကောက်ပူတာလဲအဲ့ဒါကြော်ပြီးတော့အမျိုးတော်လဲမဟုတ်တော့ဒီကနေ့ကျွန်တော်ကိုမီးမောင်မီးလာရတာဆိုဒီမှာတော့တဘောပါမီးမောင်မီးကျွန်တော်တို့လိုက်ဒီဘုံမတော်တော့ပဲကျွန်တော်တို့မမီးနိုင်ဘူးဒါပေမဲ့သူကဟိုကနေလမ်းမြင်လို့ဒါကြီးရဲ့ဒီပါလဲအဲ့ဒါတွေကနည်းနည်းလေးမဟုတ်သူကတွေကပြားချက်တာက ကာယကံရှိရတယ်။ကာယကံကိစ္စမသိဘူး။တိုင်နာတွေပါတယ်။တိုင်နာမသိဘူး။ဘာသွားတာလည်းမသိဘူး။ဒီကနေကောနေကြရနော်တိုင်းပေါ်မှာတူမှတ်မှာတွေ့သွားတာ right တယ်မှာဟောဒီကဒီလာပြီးတော့ဟိုဟိုမှာအဲ့တော့ချင်းနေတာတကယ်လို့ပြီးသွားရင်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့ချဲ့ကားပြီးဒါပေမဲ့တိုင်တဲ့အမှုခုနဲ့ကူမရှိဘူးသူကတိုင်ုံပဲတိုင်ထားတယ်ဒါပေမဲ့အခုကျမတို့ဘက်ကလည်းလွန်ထားတာပါတခုမှမရှိဘူး အဲ့တော့ချက်ကားပြီးအဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့ဒီလိုင်းပေါ်မှာတင်ထားတဲ့အကောင့်ရှိတယ်အဲ့ဒီအကောင့်နဲ့လိုက်တော့တော့တော့အင်း ဒါပေမဲ့ဒီကိုးတဲ့လူမရှိမှလည်းသိတယ်ဒါပေမဲ့နောက်ဒါမှဆိုလို့ဒီမှာချင်းချောင်းရော်လည်းမတောင်းနာနာကြီးကြီးလည်းတားမရဘူးတဲ့ကြအောင်နော်တတ်တယ်မှသူကြည့်သူကြည့်ထားတဲ့ပုံနဲ့ line ပေါ်မှာကြည့်ကြည့်ပါရော်တီရော်ရဲဒီလိုချုပ်ပြီးတော့တော့မှထွက်လို့ရတဲ့ဒါကြီးချက်နေအောင်ခပ်ပါရဲ့ခလေးလေးကဘုရားလည်းခွဲမင်းတဲ့လောက်ကြာတနည်းခွဲနည်းလောက်တော့ရှိရတယ်ဟုတ်ကဲ့တနည်းခွဲနည်းခလေးလေးကျမတို့ရံမလို့ခလေးကတော့ချာစီထားတယ် ဟုတ်ပါကျွန်တော်အခုရောက်ရှိနေရတော့လိုင်းသားရဘုံကျုံ၅ရက်ကွမနက်ကထိသွားတဲ့အရာလေးကိုကျွန်တော်ပြောချင်လို့ပါနော် ဒီရားကဒါတွန်းတာသူဆိုင်ပေါ့ပြောချင်တာဘာလဲဆိုတော့အမှန်တော့ခလေးကိုလောက်တာမဟုတ်ဘူးညာနော်ဒါခလေးဆိုတာဝန်ထမ်းတွေကခလေးကိုဆွဲခေါ်တယ်မေးရမထက်တဲ့ကြောက်ကြောင့်မလို့ကျောပါသွားတာပေါ့နော်ခြိရဆိုတာလည်းခလေးကိုခဏပဲခြိလိုက်ရခလေးကိုခေါ်ပြီးတော့အထက်ထဲမှာခလေးကိုမုတ်တွေကျွေးတယ်အေးတွေတိုက်တယ်ပေါ့နော် ဒီတက်တော့တမပါတဲ့ဟာခဏတာပါဘောနော်အမှန်တော့ချိန်ချောက်တာပါဘောနော်ရေတဲဘူးနဲ့လောင်းမဲ့ဆိုရလဲမဟုတ်ပါဘူးနော်ကျွန်တော်တို့အခုဒီဆိုင်ရှိကိုရောက်နေတာပါနောက်တော့ပြန်လွတ်ပေးလိုက်တယ်လို့ပြောပါတယ်ပေါ့နော်ကျွန်တော်တို့ကအခုဒီကလေးကိုကုညီလို့လာတာပေါ့နော်သူတို့ကလည်းလိပ်စာမသိဘူးလို့ပြောပါတယ်တကယ်တော့နားလည်မှုမလွဲပါနဲ့နော်ဒီဆိုင်ကဝန်ထမ်းတွေရောအမားတွေရောအဲ့လိုပုံစံမျိုးမရှိပါဘူးကျွန်တော်တို့ကတရက်ကော့တဲ့နေရာကြောင့်မလို့သိပါတယ်ပေါ့နော်ဒါကာပြီးပြောတာမဟုတ်ပါဘူးဟိုတက်တော့ဖို့မှမြင်တဲ့အခါကျတော့ဒီမားတွေကလည်းပိုဒီလေးရောက်လုံးမိခါကျတော့ ရိုင်းသလိုဆိုးဆိုးဖြစ်သွားတယ်ပေါ့နော်တကယ်တော့မှားရပါတယ်ပြီးတော့ခလေးပါတာခလေးကခဏပဲပါတာပါနော်ခလေးကိုပြန်ခေါ်ပြီးတော့မုတ်ဒီလည်းကြွေးရပါတယ်ဒီမှာစီစီတယ်ပဲမတန်းရတော့ခလေးကဒီမှာလာဖို့လား၃ချိန်ရှိပြီတဲ့ဗျာနော်နှစ်ချိန်မှာခလေးကမတူဘူးလို့ပြောတယ်ဗျာနော်မယုံရင်လည်းကျွန်တော်တို့ဒီမှာ CCTV ရှိပါတယ်နော်လာကြည့်လို့ရပါတယ်ပြောရင်းနာကဗားလဲဆိုတော့ဒီဆိုင်ရဝန်ထမ်းလေးရဲ့ဒီဆိုင်ရအမရဲ့ကိုနားလဲမှုမလို့ကျွန်တော်ပြောချင်တာပါနော် ကျွန်တော်အခုတို့ပြောပြရကျွန်တော်လည်းဇက်ဘက်ကလည်းတူနေတော့ပြီးတော့ကျွန်တော်ခုံးဆက်ပြီးခဏခဏမေးနေလို့ကရင်လေးဘာဖြစ်တာလဲကရင်လေးနေတဲ့ဇက်ဘက်ကဒီမျိုးဖြစ်နေဆိုကျွန်တော်ကိုလန့်လန့်မေးလို့ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်ကဝန်ထမ်းလေးရောဒီဆိုင်ပိုင်ရှင်ကြီးအမအဲ့လိုစိတ်ကမ်းမှုလည်းမရှိပါဘူးဒါပေမဲ့ तू ကခဏခဏကိုးခံရတော့ဒေါသထွက်ပြီးတော့ဟိုလက်လက်လေးရောလက်ပါပါတယ်ဗျာနော်ကိုလေးလေးရောလောက်တဲ့ကြောင့်မို့သူ့ဘက်ကမှားပါတယ်ခလေးဆိုတာခဏတာပဲပါသွားတာပါနော်ခလေးကိုတကယ်တော့ခလေးကိုဘာမှမလုပ်ပါဘူးနော်ဒီမှာခြိသားလဲဆိုတာကလည်း ခဏပဲခြိလိုက်တာပြီးတော့ခလေးကိုပြန်ခေါ်ပြီးတော့ခလေးကိုမုတ်တွေကျွေးတဲ့ရေတွေတိုက်တဲ့အေးတွေတိုက်ပါတယ်ပေါ့နော်ဒီမှာမယုံရင် CCTV မှာတန်းနေရှိပါလေလာကြည့်လို့ရပါတယ်ပထမတစ်ခေါက်တည်းကခလေးကိုသူကဝင်းနေရခေါ်တယ်အဲ့အမကခလေးကိုမထုတ်ပေးလို့ခလေးကရောပြီးပါသွားလားအမကခလေးကကြားညာသွားလားတကယ်တော့ဒီဝန်ထမ်းတွေရောဒီအမတွေရောအဲ့လိုစိတ်ပြေမျိုးမရှိပါဘူးနော်တူတူကိုကိုပေါ့နော်ကိုပစ္စည်းခိုးတဲ့ခါမှာတော့ဒေါ်လာတက်တာပေါ့အဲ့ဒီကြောင့်မလို့အဲ့အမကဒါတော့မှားပါတယ်ပေါ့နော် ခလေးရတော့ဈာန်ကြောင်ရတာပါခလေးကိုအဲ့လိုလုပ်တာမဟုတ်ပါဘူးနော်ရေနှုတ်ဦးနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးကျွန်တော်ရက်ကွက်ကလူမှုလို့ကျွန်တော်ကာပြီးပြောတာမဟုတ်ပါဘူးနော်ကျွန်တော်တို့နဲ့လည်းခင်မြင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပြောပြချင်းဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုဖန်ရေးတူတာနဲ့လိုင်းရယ်ရှယ်ရီပြီးကုတူယူပေးပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်ခလေးလေးကိုတောင်းပူညီချင်လို့ပါနော်ခလေးလေးကိုလူပေးချင်လို့ပါဒီဗီဒီယိုဖန်ရေးတူတာနဲ့ဒီခလေးလေးကတားမိပါနော် တောင်းပြီးလိပ်စာသိတဲ့လူများရှိရင်ကျွန်တော်ကိုဆက်သွယ်ပေးပါကျွန်တော်တို့သွားကုန်ကြီးကျွန်တော်သွားလူကျင်တို့ပါလိုင်းတရားဖြစ်စုံမှာစိုင်းပိုင်ရှင်နဲ့ဝန်ထမ်းအချို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးပစ္စည်းခိုးရဲဆိုပြီးတာမီနှစ်ယောက်အားနှိပ်စက်ခဲ့တဲ့လိုင်းတရားအရှိပိုင်းမျိုးနဲ့ငါရက်ကွက်ဘိုးချုပ်လမ်းမပေါ်ကတွေ့တာသူအထက်စိုင်းပိုင်ရှင်နဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းကိုအော်တိုဘာ22ရက်နေ့လယ်မှာစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ခံတွေစီကသိရပါတယ် အော်တိုဘာ20ရက်ကတွေ့တာသူဆိုင်မှာစတီးစလုံးလုံး20ခိုးရဆိုပြီးအမျိုးသမီးနဲ့ကလေးငယ်အားရိုက်နှက်ကတက်တိုင်မှာကျိုးတုပ်ထားတဲ့ဗီဒီယိုလူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီးနောက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာဆိုတဲ့အတွက်စစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တာလို့မျိုးခန့်တယောက်ကပြောပါတယ်။အဲ့မျိုးသမီးကဗီဒီယိုတွေဖြတ်ပြီး TikTok အကောင့်မှာချိန်လိုက်တာဒါပေမဲ့မရဘူးရက်ွက်မှာ အုပ်အော်တောင်းတင်းဖြစ်နေပြီးရဲတွေကဝင်ဖန်းတာဝန်ထမ်းတွေရောပါတယ်ခိုးယူသူကိုဥပဒေအရရက်ွက်ရဲစခန်းနဲ့ချိတ်ဆက်ကအရေးယူရမယ့်ကိစ္စကိုမိမိသဘောဆန္ဒနဲ့ရိုက်နှက်နှိပ်စက်ပြီးလူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်တဲ့ဝန်ထမ်းကိုပရာဟိတအဖွဲ့အစည်းတွေကကလေးတငယ်ဥပဒေနဲ့အမှုဖွင့်ဖို့စီစီနေတယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတယောက်ကပြောပါတယ် ရဲစခန်းကလည်းသူ့ကိုအေးအေးယူဖို့စစ်ဆေးနေတယ်လို့ပရာဟိတအဖွဲ့အစည်းတွေကလည်းကလေးသူအခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်ဖို့စီစဉ်နေတဲ့လက်ရှိအခြေအနေကစစ်ဆေးနေတော့မှလက်တလုံးမှာပြစ်မှုကျူးလွန်သူမနော်ဝါဝါလိုင်းနဲ့ဝန်ထမ်းချို့ကိုလှိုင်းသားရအရှိပိုင်းမြို့နယ်ရဲစခန်းကစစ်ဆေးနေတယ်လို့သိရပါဗျ။ သွားတယ်အန်ဒီဟီကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့အန်ဒီနဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့ဇကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မေးစုံစမ်းပြီးရောမှတိတိချာချာလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးတော့ပြန်ကြလာခဲ့ရတာပါရှင်အန်ဒီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်ဒီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြပတ်စံရှိတော့လည်းသူကအပေးကန်းရရော်တဲ့ခလေးလေးချစ်တတ်တယ် view ထဲမှာပါတဲ့ခလေးကိုမှမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရဲခလေးတိုင်းကိုထိမ့်မိတယ်မျိုးထဲမှာပါတဲ့ခလေးလေးကလည်းအဲ့အန်ဒီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ွက်ထဲက ာခလေးပဲသူအိုက်ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်ပေးတာတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အိုက်ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အိုက်အန်ကြီးရှိမှာပဲခလေးကိုထားခဲ့တာအိုက်ခလေးကိုအိုက်အန်ကြီးကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်ပေးတယ်ပေါ့နော်အလားရက်ကွက်ထဲကနေမမင်းတို့ပြောပြတာခလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုးလိုက်လိုက်လှုပ်စားနေရလဲရက်ကွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အိုက်ခလေးလေးကအိုက်အန်ကြီးရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အိုက်အန်ကြီးကထင်ထင်တာဖြစ်တဲ့အတွက်အိုက်ခလေးကိုသူကပို့ပြီးတော့ ြစ်ပြီးတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပေါ့နော်အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတီးရဲ့ဆုံးဝရဲ့ဒါဝင်စားတာလို့လည်းရက်ွက်ထရားလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အဲ့လာကြောင့်မို့လို့လည်းအဲ့အန်နီကအဲ့ကလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းတွေရဲ့အင်တာဗျူးတွေပါလေမင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့တော့ကိုယ်စားဝေးစားဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မို့လို့မင်းရဲ့မင်းမင်းအမျိုးသားရဲ့အရင်ဆုံးအရက်ွက်ထရားကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထရားစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ွက်ထရားမှာရှိတဲ့ကယ်ရီဂိတ်တွေအဲ့နားမှာရှိတဲ့လူတွေကိုမင်းတို့အရင်ဆုံးမေးပါ ါတယ်အားလုံးဖြည့်ရဖြည့်ရလဲဒီရဖြည့်တစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ခလေးကိုအဲ့အန်ဒီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုက်နှက်တဲ့အမားကနေပြီးတော့ခလေးကိုခေါ်သွားလိုက်တတိုက်မှာကျိုးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေအောင်အမားတို့ဗီဒီယိုထဲဗီဒီယိုကိုကြည့်ရလို့ဆိုမြင်ပါလိမ့်မယ်တတိုက်မှာကျိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲခလေးကအဲ့အန်ဒီရရင်ခွင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါချို့ကလည်းမင်းတို့ကိုအပိအမြောင်လုပ်တယ်မင်းတို့ကအပိအမြောင်လုပ်တာမဟုတ်ဘူးဒီအန်ဒီမှာအပြစ်ရှိရဆိုတာမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူ ူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်ဒါပေမဲ့အမင်းတို့လည်းအထင်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသားလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရယ်နော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်အခုလည်းထပ်လာယူတယ်ညီမတို့သိရယ်နော်နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအမခံပါတယ်ရှင်နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမလို့ဒေါသထွက်ရင်တော့ပြီးလို့ရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းကိုအခုလိုမျိုးတွေလုပ်နေပါတယ်ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်စပင်ကိုဆွဲပါးကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေတက်တိုင်နေမှာကြိုးတုပ်တွေရောမင်းတို့လုပ်မှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကို ခေါ်ပြီးတော့အပ်လိုက်ပါမယ်။တာဝန်ရှိရဲ့လူတွေကသူ့လုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်။အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်။ခလေးကိုကအစားဓာတ်တိုင်မှာကျိုးထုတ်ထားတာပါ။အရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကျိုးသွားတုတ်လို့ video file ထဲမှာပါပါတယ်။ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုပ်ပါနဲ့။ကျမကိုပဲလုပ်ပါဆိုပြီးတော့ video file ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မင်းတို့ကတနာတာခလေးကိုလည်းတနာတယ်။အခုလိုမျိုးရိုက်နှက်နေအောင်လည်းလူသားချင်းစာနာတာပါရှင်။မင်းတို့အပေးအမြောက်လုပ်နေတာမဟုတ်ပါဘူး။မင်းတို့ရှိမှအဲ့လိုမျိုးလာလုပ်ခင်လေ။မင်းတို့ကပထမအဆင့်တတိပေးမယ်။ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်ပါပါ။ အလားမဟုတ်လည်းမမင်းတို့ဘသူရှိကားမှာအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှူတဲ့ပတ်စံဒီလည်းမမင်းရဲ့ချွေးနဲ့စားတဲ့ရှာထားတဲ့ပတ်စံမမင်းရှိမှာအထည်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမင်းဘသူရှိကားမှာအလှမခံဘူးမမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရတယ်ဒီအနီးကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမင်းရှာထားတဲ့ပတ်စံတွေကနေပဲမမင်းငါးသိန်းချက်ကိုလာလှူလာပါရှင်အခုထဲကိုရောက်ရောက်ချင်းလည်းမမင်းအဲ့အနီးရှိကိုတန်းသွားတာမဟုတ်ပါဘူးမမင်းအဲ့ဖုန်းချောင်းသားတွေပြီးရင်ဆိုင်ကယ် carry gate တွေအဲ့လိုမျိုး live ပြီးတော့စုံစမ်းပြီးမှလှူလာပါဒီပတ်စံဒီဘသူပဲဝါရှိကားမှာအလှခံထားခြင်းမဟုတ်ပါမမင်းရဲ့ချွေးနဲ့စားနဲ့ရှာထားတဲ့ပတ်စ ဆံကိုပဲမလှူခြင်းဖြစ်ပါတယ်ရှင်အားပေးအမြောက်လုပ်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားပဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးကြီးမှာအကျိုးရှိရယ်လို့လည်းရက်ွက်ကပြောပါတယ်အလားကြောင့်မို့လို့သူလုံးပြီးလောက်ရလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်ဒီအနီးကြီးရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတော်တော်များများကအဲ့အနီးကြီးဘက်ကနေပြီးတော့အမအခံမိကြရဲ့လို့တော်တော်များပါတယ်ရှင်ကျမတို့ရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ရင်ကိုမတွေရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရာအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တဲ့ကြီးဝင်လာပြီးအိုက်တိုက်ရှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကို ကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ဘက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်။မင်းမင်းပြောနေတာအဖို့တွေဟုတ်မဟုတ်ဆိုတာပေါ့နော်။ဒါပေမဲ့လည်းအင်တာဗျူးတွေ့ပြီးရတဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်။ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိချင်တာမလို့မင်းမင်းသွားပြီးတော့ရက်ွက်ထဲမှာတိတိကျကျမေးခဲ့တာပါ။တယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမင်းမင်းမေးခဲ့တာပါရှင်။မင်းညာလည်းရဲစခန်းမှာဒီနေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်။ပြီးတော့ပေါ့နော်ဟိုရိုင်းနှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်။သူလောက်တာလွန်သွားတယ်။သူနောက်အလုံးမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်နေလို့လည်းမင်းတို့ရက်ွက်ထဲကနေတစင်ကြားရပါတယ်။မင်းမင်းဒီလိုလှူ ချင်းဒီအားပေးအားမြောက်လုပ်ချင်းလုံးဝမဟုတ်ပါအမြင်လူသားချင်းစာနာတာရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာတာရဲ့ကြောင့်မင်းတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပတ်လေးကနေပြီးတော့ကုညီပေးရပါရှင်အားပေးအားမြောက်လုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံနှိပ်စက်တာမျိုးတော့မင်းတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့တတိုင်ထဲမှာကြိုးတုတ်တာရဲ့အဲ့လိုမျိုးတွေလုတာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းအားကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ကလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ် ဒီလိုမျိုးခက်လေးနဲ့အိုကြီးအိုမတက်ရောက်ကိုခုလိုမျိုးရိုင်းနှက်နေရဖြစ်တဲ့အတွက်မိမင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမိမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းပြီးမှမိမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမိမင်းပတ်စံမှာ အဲကျွန်တော်မေးချင်တာကဒီမှာအခုပေါ့နော်ရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့လိုင်းမောင်ကပြောနေတာတဲ့ညနှစ်ကောင်းနဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားနော်ဒါဒီရဲဘက်ကလူတွေတည်တော့မယ်အပွားနဲ့ဒီကလေးနဲ့ကအဲရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကတယောက်နေရဒီကလေးတန်းကြီးတယ်မှာတယောက်နေပြီဒီကလေးနဲ့ဒီက6လောက်လားဒီကလေးနဲ့ကလေးလား6လားတောင်းဝင်သားတောင်းဝင်သားတယ်ဒီကချက်ရတယ်ဒီရဲဘက်လုံးကြီးနောက်ပြီးတော့အပွားကကျွန်တော်တို့ပြောနေတာတကူတကူလည်းပြောကြတယ်တကူအားပေးလို့လည်းပြောကြတယ်အဲ့တော့အပွားအရင်ကနာမည်ပြည့်ဒီပါကြီးရှိရှိတာပါ 对呀。

ော့ဘာမှပြောလို့ရအောင်ဒါမဲ့ကွာပြတ်တော့လာရင်ဒီလိုလိုမျိုးကတက်လို့မှာမဟုတ်ဘူးကွာရဲ့ပုံစံကြီးကလည်းညံ့ချစ်တယ်ဗျာဖတ်တာလည်းသိနေတယ်ဗျာညံ့ချစ်တယ်ဗျာပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဒီကွာတော့လာရင်သူ့မှာသူ့ရိပြီးနေတယ်ဟုတ်ကဲ့ဒီလိုကလာဒီသူ့ရိကြောင့်လို့ပဲဟုတ်တယ်နော်အဲ့ဒီကျွန်တော်တို့ဆက်ပြီးမယ်ဒီဈေးရင်းစားဖို့ဆက်ပြီးတော့ထုတ်ပေးမယ်ဒါဆိုရင်ကျွန်တော်တို့ကပြီးပြီကွာအကူညီပေးလိုက်တာဒီစိတ်ချက်ပဲကျွန်တော်တို့အကူညီကြတယ်ဒါမှကျွန်တော်တို့လူတွေကလူအပြည့်ပြောနေလူအများကြီးရှိတယ်ဘာမှမသိဘူးဗျာဘာမှမသိရလူကဘိုင်းဝင်ပြီးအပြည့်စီနေကြတယ်ဒါကြတဲ့သူတို့ကြတော့လဲတရားတစ်ချက်ဝင်ပြီးကြတော့မကူညီနိုင်ဘူးဒါပြီးတော့စုံစမ်းလားဆိုတယ်လဲမစုံစမ်းဘူးဘိုင်းမမှာတရားတကာစာလေးရေးလိုက်တယ်ဒီကွာရဲ့ လေးတယောက်တနေ့ငါးကောင်းနဲ့ခေါ်တယ်သူကအဲ့ဆောင်ကုန်သွားပြန်အကွားနဲ့ကလေးတွေကဘာမှမတော်ဘူးမှန်တယ်ဟုတ်လားဘာမှမတော်ဘူးဒါမဲ့ညီဖွားလို့ပဲဖြစ်ကြတယ်ငယ်ငယ်လေးတွေကတော့ဒီတန်ရောင်းနေနေရှိတယ်ဗျာအဲ့တန်ရောင်းနေနေရှိတာသူကမသိဘူးဒါတမားကရေးလိုက်လိုက်ကြတယ်တကယ်ကြောင်ဒီမှာကျတော့အကွားကဒီညီကိုတော့ချက်ကြတယ်ဘယ်လိုချက်လဲညီကဒီကအကွားကိုအရင်ချက်တယ်အရင်ချက်တယ်ဆိုတော့အခုကျွန်တော်တို့ကအကွားကိုလုံမဲ့တယ်အကွားကိုလုံမဲ့သဘောကျတယ်အဲ့ဒါလုံမဲ့သဘောကျတယ်အားလုံးစားလေကွာအကွားကဝိစောစားအကွားကဝိစောစားဒါဒီရုပ်ကလေးကဒီအကုန်လုံးပဲနော်ဒီရုပ်ကလေးကဒီအကုန်လုံးပြီး အဲ့ဒါကို live မှာမသိဘူးနားနဲ့တိုက်ခိုက်တဲ့လူကသဘောကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကရှင်းပေးရတာရှင်းပေးရတာအဝေးချော်တဲ့ချော်တဲ့နေရာတော့ပြောတယ်ဟုတ်ကဲ့ချင်းချော်တဲ့နေရာနော်ချော်တဲ့နေရာလည်းအကုန်ပြောတယ်အဲ့တော့ဒီအဝေးချော်နေရာဘွားကိုကျွန်တော်တို့ကကုညီနေတယ်နော်ဒါကြောင့်ဘာမှမဟုတ်တခုအားပေးတာလည်းမဟုတ်ဘူးကြောက်တာလည်းသူ့ကလည်းသူ့ကားမှာဆန်းကြီးကျွန်တော်ကနောက်တော့ဘာမှမသိအောင်ကျွန်တော်ကလုပ်ပေးတာနားလေပြောသလိုပေါ့နော်ဒီဟိုတခုအားမပေးနဲ့မလူသိဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလို့ရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးဖို့ရပါပုံသနာဖို့ပေါ့ပါ။အဖွားနဲ့ဒီကလေးလေးနဲ့ဒါအမိလို့တချို့ကထင်ကြတာ။ တားမိလို့ထင်ကြတယ်ဒါပေမဲ့တားမိမဟုတ်ဘူးဟဲ့လားနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူတင်လဲဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လာဘယ်လိုတင်လဲနှစ်ယောက်စလုံးလှူတင်တယ်လို့ထင်တာသူမဲ့သူဒါဒီနှစ်ယောက်စလုံးမှာဝင်းမားနေတယ်ဝင်းမားနေတာပေါ့ဘယ်လိုလဲစားတယ်ဟုတ်လားလုံးမလုံးမလုံးဒါပေါ်ဒါပေါ်နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ချင်းဒီကောင်မလေးအမေရဲ့စောက်ခမ ဟာဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါဟုတ်ပါဒါကြတော့ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကြီးကတော့တွက်နော်ဒါဒီကမှကျွန်တော်တို့ရှင်းတယ်ဒါကြီးကတော့ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ဆိုပြီးဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာအုံးထားဆိုတော့ကျွန်မတို့မကြဘူးအခုတစ်ခါပထမဦးဆုံးမှာအဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနယ်အဲလောကတော်ရွာလေးတော်ရွာလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနားပတ်ဝန်းကျင်ဒါမိသားစုပေါ့နော်အဓိကသိချင်တာကပေါ့နော်ဟိုဒီမှာအရှင်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အရှင်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအရှင်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တစ်ချို့မသိတဲ့ဒီပေါ့နော်လူလူမလူလူပါအပြင်ကနေပြီးတော့ဟိုဝေဖန်တုံးတက်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါလေနော်ဟွန်းဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြပါလဲ จาပြီးတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲဇာနေပြည်ရနေတာဟောတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဘယ်တချို့ကြတော့လဲဟိုဘာမှမတော်ဘူးတချို့ကြတော့လဲငှားလိုက်တာလားတချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောတီးလို့ဟာခါတော့မဟုတ်ပါဘူး။ तू ကမင်းလေးတယောက်ကိုအမြဲတမ်းစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကို။ဒီလိုလှုပ်လှုပ်ရှားရှားဆိုရမသိပါဘူး။အခုမှလိုင်းပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါမှာ။ကလေးလေးကအမြဲထိမ့်ပေးနေတာပါ။ဟောကလေးလေးကတော့ तू အမြဲတမ်းထိမ့်ပေးနေတာပါ။ကြာပြီပေါ့ဒါကလေးလေးကိုဟုတ်ကဲ့ပါထိမ့်ပေးတာ။အဲ့ဒီကြာအောင်ထိမ့်ပေးနေတာပါ။ဟောဒီကလေးကို तू ပဲထိမ့်ပေးနေတာပါနော်။ဟော